ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဗတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်တဲရော့နမိတ်ကိုတဲရော့ကတ်ခုနကတ်ချပြီးတော့ကံကြမ္မာဖတ်ကြပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဗတ်ဒီတုန်းကတော့အချိန်မလုံလောက်တဲ့အတွက်ကျွန်တော်တို့ဟောစရံလေးမရိုက်ကူးဖြစ်ပါဘူးဒီတစ်ပတ်မှာတော့ဒါမားတဲ့ကြားတွေရလဲခုနှစ်ရက်သားသမီးတွေအတွက်ဆိုပြီးတော့အမြဲတမ်းကျွန်တော်စူးစမ်းပြီးတော့ရိုက်ကူးပေးခြင်းဖြစ်ပါတယ် အဲ့တော့ဟောသတန်းအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေတင်းစကားလေးတွေပါနေတာပါနော်နံပါတ်1ကတော့ကျွန်တော်ယူရောမင်္ဂလာချမ်းကိုဗိုလ်တော်ဦးနေရလွှဲပြီးတော့ဂျန်နေရက်ဒီမှာပိတ်ရက်မရှိဖွင့်ပေးနေပါတယ်အဲ့တော့ယူရောမင်္ဂလာချမ်းကိုလာခြင်းနဲ့ဆိုရင်အဲဗိုလ်တော်ဦးနေရအားနေလွှဲရင်ဂျန်နေရက်ဒီမှာလာနိုင်ပါတယ်နော်နောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုအကြောင်းမျိုးမျိုးနဲ့မလာနိုင်တဲ့လူတွေပေါ့မလာရောက်နိုင်တဲ့လူတွေရက်ဝဲရနေပြီးတော့ ဗီရင်မေးလို့ရလားအွန်လိုင်းကနေပြီးတော့ဗီရင်မေးလို့ရလားဆိုရင်ရပါတယ်အရင်ကတော့ Viber နဲ့မေးတာပါပဲเนาะအာကျွန်တော်ရဲ့ Viber နံပါတ်ကတော့39692395လုံး9ပါအဲ့ဒီနံပါတ်ကနေပြီးတော့ကိုယ့်ရဲ့အကူအညီရယူလိုတဲ့ကိစ္စတို့เนาะအခက်အခဲတို့နောက်ဗီရင် host run တို့တနစ်စာ host run တို့အဲ့လိုမျိုးလေးတွေကျွန်တော်တို့လှမ်းပြီးတော့မေးလို့ရပါတယ်တနစ်စာ host run မေးတဲ့အထက်မှာလည်းပဲကိုယ့်ရဲ့အခက်အခဲတွေ အိမ်ရောက်ထွက်ခြင်းနာလို့ကားရောက်ထွက်အိမ်တော်ရေးအစီအမပြေစသဖြင့်ကိုအကူညီတောင်းခြင်းတဲ့ကိစ္စတွေကိုကျွန်တော်တို့အဲ့ဒီအထက်မှာမိသူမသူမေးလို့ရတာပဲเนาะဟောဒရန်ကိုကျွန်တော်တို့ချက်ချင်းတော့ပြန်မပို့နိုင်ဘူးပေါ့အနည်းဆုံး3ရက်ကနေပြီးတော့5ရက်အတွင်းကျွန်တော်တို့အရောက်ပြန်ပို့ပြန်မှာဖြစ်ပါတယ်ကလေးနာမည်ပေးပြီးလုပ်ငန်းနာမည်ပေးပြီးလည်းမေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ Viber နဲ့မေးနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်တို့လာစဉ်လာတိုင်းတရက်နေ့တိုင်းဘီရင်လက္ခဏာတင်နှန်းရှိပါတယ် ော်တော်အခြေခံအဆင့်ပေါ့နော်တင်တန်းကြည့်ပါလေတရက်ကနေပြီးတော့ရှေ့ရက်တာပေါ့ရှေ့ရက်ဒီဒီကျွန်တော်တို့ခြံမှာနေရမှာပေါ့တင်တန်းကြည့်ပါသေးနေသေးတော့မရှိပါဘူးမနေ့စာနေ့လေစာညနေစာအားလုံးကိုကျွန်တော်တို့ယူရောမင်္ဂလာကျမ်းတာဝန်ယူတယ်အဲ့တော့တစုံတရာသောသူဟာဘေးရင်အတက်ဂံမီရာအတက်လောကီပညာအတက်တွေကိုသင်ယူခြင်းနဲ့တန်မြောက်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာကျမ်းကလစဉ်ဖွင့်တဲ့လာစဉ်လာတိုင်းတရက်နေတိုင်းတင်နန်းဖွင့်တဲ့အခြေခံအဆင့် ပထမပေါ့နော်ပထမဆုံးအခြေခံအဆင့်ကိုစတင်ပြီးတော့ဆက်သွယ်ပြီးတော့တက်ရောက်နိုင်ပါတယ်အဲတော့ကျွန်တော်တို့အဘဆရာကြီးမင်းသင်္ကရဲ့ကြီးနေပရာပြီးပေါ့ဆိုပြီးလေးတွေနောက်ဝါစိမ့်နေအဆောင်လက်ပတ်လေးတွေနောက်ဝါစိမ့်နေအင်းစမပြောင်းနိုင်လေးတွေနောက်ရောင်းမလေးတွေဒိုးကလေးတွေစသဖြင့်အဆောင်ရည်ရပြည်သီးလေးတွေအလိုရှိတယ်ဆိုရင်လည်းမြည်သူမဆိုကျွန်တော်တို့ဒါ fiber နေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော် အဲ့တော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်ဟောစရံအစီအစဉ်လေးစပါမယ်။တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့တဲတော့ချိုးလိုက်အောင်မနော်တဲတော့ကကကျွန်တော်တို့ရှေ့မှာမချတာကျွန်တော်တို့တက်တော့ရဲ့ policy နဲ့ညှိလို့ဖြစ်ပါတယ်။အဲ့တော့တနင်္ဂနွေသားသမီးတွေအတွက်ကျွန်တော်တို့ပထမဆုံးကြလာတဲ့တဲတော့နမိတ်ဟာဆိုရင်တော့ရွှေကလတ်ခုနှစ်လုံးဆိုတဲ့နမိတ်ပါ။ ဒီနွေးကကြတော့အင်မတန်မှကောင်းသောနမိတ်ဖြစ်တယ်။ဒါကြောင့်တင်းတင်းကလေးသားသမီးတွေရဲ့အလုံးနဲ့ပတ်သက်ရင်ကံသာတာကောင်းတယ်။ကိုယ်ရဲ့မျောလင်းချက်တွေပြေသွားတာပေါ့။နောက်ကိုလိုရှိတဲ့အရာတွေဖြစ်မှုရတာ။ကိုဖြစ်ကျင်တာတွေဖြစ်ခွင့်ရတာ။ပိုင်ဆိုင်မှုတွေကျက်ဒီမင်္ဂလာတွေတိုးတက်လာမဲ့ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်။အဲ့တော့အလုံးလျှောက်ထားပြီးတော့အလုံးရဖို့အတွက်စောင့်ဆိုင်နေတဲ့တင်းငွေသားသမီးတွေဆိုရင်လွယ်လွယ်ကူကူနဲ့အလုံးရတတ်တယ်နောက်တစ်ခုက နိုင်ငံသားသွားဖို့ကြိုးစားနေတဲ့လူဆိုရင်နိုင်ငံသားသွားဖို့ကိစ္စတွေအဆင်ပြေတတ်တယ်။အလုံးမှာယာတုတိုးခြင်းတွေလာတာတိုးခြင်းတွေနေရာကောင်းရခြင်းတွေအတွက်မျော်လင့်ဆောင်စားပြီးတော့ကြိုးစားအားထုတ်နေတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်ရည်ရွယ်ချက်ရည်မှန်ချက်တွေပြည့်နိုင်ပါလေ။နောက်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေခြင်းတွေကံကောင်းခြင်းတွေရနိုင်တဲ့အချိန်ကာလဖြစ်တယ်။နောက်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့တနင်္ဂနွေသားသမီးတွေအတွက်ဆိုရင်အဖက်ဖက်ကနေပြီးတော့ အစဉ်ပြေခြင်း၊ကံကောင်းခြင်း၊စိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေကြုံတယ်ပေါ့အဲ့တော့အပြောရရင်တော့တနင်္ဂနွေသားသမီးတွေကအလုတ်ကံကောင်းတယ်အလုတ်ဆိုတဲ့နေရာမှာကိုပိုင်စည်းပွားရေးလုပ်ငန်းတွေလည်းပါတယ်နောက်တစ်ခုကဝန်ထမ်းအလုတ်တွေလည်းပါတယ်အလုတ်နဲ့ပတ်သက်တဲ့ကံသာတာတွေထူးထူးခြားခြားကောင်းမွန်တဲ့ကံသာတာမျိုးရှိပါတယ်နံပါတ်1ကမိသားစုဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်သူကဟာမစ်ဆိုတာယသိပါ ဒါကြောင့်သူ့ရဲ့နမိတ်အရဆိုရင်မိသားစုတွေကိုကုညီပံဖို့ပေးနိုင်တဲ့လူတွေဖြစ်မှာ။နောက်ဆွေမျိုးသားချင်းတွေကိုကုညီပံဖို့ပေးနိုင်တဲ့လူတွေဖြစ်မယ်။လမ်းပြပေးနိုင်တဲ့လူတွေဖြစ်မယ်။မိသားစုဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်သောကကင်းခြင်းစိတ်ချမ်းသာရခြင်းတွေကြုံ။ဆွေမျိုးသားချင်းတွေနဲ့ဘူးတွေပေါင်းဆက်ဆက်တူရှယ်ယာလုပ်ငန်းတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ ။နောက်လူမှုရေးနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ကျယ်ပွင့်နမိတ်ပေါ့နော်။ကျယ်ပွင့်နမိတ်ကလည်းအင်တာမကောင်းပါ။အဲ့တော့လူမှုရေးနဲ့ပတ်သက်ရင်တိုက်ခိုက်ကင်းတယ်။လူချင်းလူကင်းများမယ်။ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတာပေါ့။နောက်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့ပို့ပြီးတော့ကောင်းမှုရှိတာပေါ့။ငွေချင်းကံတော်တာတွေကောင်းမယ်။ငွေကြေးနဲ့ပတ်သက်ရင်တော့ queen စွာခွက်ပြင်းမဆိုတဲ့နမိတ်ဆိုတော့တော်တော်လေးကောင်းပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာရခြင်းတို့စိတ်ပျော်ရွှင်ရခြင်းတို့ပျော်ရွှင်ချမ်းမြေ့ရခြင်းလူရ ပြည့်စုံခြင်းနဲ့ဖြစ်မယ်အဲ့တော့ရရရှိတဲ့ငွေတွေချောချောမောမောရပြီးတော့ပေးစရာရှိတဲ့ငွေတွေလည်းပဲချောချောမောမော ပေးနိုင်တာပေါ့နောက်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးနည်းနည်းခြူကြတတ်တယ်နည်းနည်းလေးညံ့တတ်တယ်ဒါတော့မှရရင်စိုးစိုးရွားရွားကြီးအညံ့ခိုက်တွေကြီးကြီးမားမားအညံ့ခိုက်တွေတော့မရှိပါဘူးနောက်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေသင်တန်းကိစ္စစာအုပ်ဝက်ဖြည့်သွင်းခြင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှာကြတော့တော့ကိုကြိုးစားရင်ကြိုးစားသလောက်အောင်မြင်နိုင်တာပေါ့နော် လူလင်တယောက်ကကျဲပွင့်တွေကိုထွင်းထူးနေတဲ့နမိတ်ဖြစ်ပါတယ်။အောင်မြင်မှုတွေကိုကိုယ်တိုင်ထွင်းထူးတာပါ။ဒါပညာရေးကိစ္စတွေမှာသင်တန်းကိစ္စစောင်းပွဲပြည်သူချင်းနဲ့ပတ်သက်တဲ့ကံတရားတွေမှာထူးထူးခြားခြားအောင်မြင်မဲ့ကံတရားမျိုးတွေရှိတယ်။အခြေအနေနဲ့ပတ်သက်တဲ့နမိတ်လည်းတင်းငွေသားသမီးတွေအတွက်ကောင်းပါတယ်။အဲဒါမဆိုးဘူးပေါ့နော်။ဒါကြောင့်မလို့တင်းငွေသားသမီးတွေအတွက်အခြေအနေကံတရားကောင်းတယ်။ချစ်သူမရှိသေးတဲ့လူကချစ်သူရတတ်တယ်။ အိမ်အောင်မကြသေးတဲ့လူကအိမ်အောင်ကြတတ်တယ်။နောက်ဆေးသက်ကြောင်းလန်းကိစ္စတို့မင်္ဂလာကိစ္စတွေထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။အဲ့တော့အားလုံးခြုံငုံသုံးသပ်ရင်တနင်္ဂနွေသားသမီးတွေအတွက်အင်မတန်မှကြံစည်တာကောင်းတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။နော်အဲ့တော့မိမိတို့စီပွားရေးတွေအလုပ်ကိုင်းတွေအကျန်စီတွေလုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားအာတွေးရဖြစ်နေတဲ့ကိစ္စတွေချင်းလုပ်ကိုလုပ်တင်ပါလေနော် တွန်းတွန်းတိုက်တိုက်လေးကိုလှုပ်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်အဲ့တော့တင်းငွေသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရာလေးတွေရှိပါတယ်အဲ့ဒါပါလဲဆိုအငီရောင်နဲ့အဝါရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းတင်ကအကြောင်းကြီးငယ်ကိစ္စရှိတဲ့ကအငီရောင်လေးတွေအဝါရောင်လေးတွေဝတ်ပါเนาะတင်းငွေသားသမီးတွေအတွက်အကျိုးပေးတဲ့ဟိုကံကောင်းစေတဲ့ကနန်းနံပါတ်လေးတွေကနန်းလေးတွေရှိပါတယ်အဲ့ဒါပါလဲဆိုတော့1 5ပေါ့တင်ကနန်းနဲ့ ငါကနန်ကအကျိုးပေးပါလား။နောက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအုံတို့ခေါဆွဲကပ်ပါတဲ့နော်။တနင်္ဂနွေသားသမီးတွေမကောင်းတဲ့ကံစားတာလေးတွေအညံ့အခိုက်ကလေးတွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒလေးတွေရရှိစေမှာဖြစ်ပါလေ။ကျွန်တော်ရဲ့မိစေတနင်္ဂနွေသားသမီးတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ဒုက္ခကြေပွင့်ဆိုတဲ့တဲရော်နမိတ်ကိုရိုက်ကူးပြီးတော့တင်ပြလိုက်တာဖြစ်ပါလေ။တနင်္ဂနွေသားသမီးကျွန်တော်ရဲ့မိစေအပေါင်းလည်းပဲတကယ်လို့ ကျွန်တော်စီမှာဗေဒီမေးကျင်တာလေးတွေရှိမယ်ရရယာကူညီရယူကျင်တာလေးတွေရှိတယ်ဆိုရင်လဲဒါဖိုက်ဘာနေပြီးတော့เนาะရင်းရင်းနီးနီးနဲ့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်တကယ်လို့ကျွန်တော်တို့မော်ဘီကိုလုံကွင်းမှတ်တိုင်းမော်ဘီတိုးကိန်နာမှာပေါ့เนาะကိုလုံကွင်းမှတ်တိုင်းပိန်နေကုန်းဆိုတဲ့ကြေးရွာအဲ့ရွာမှာကျွန်တော်ရဲ့ယူရောမင်္ဂလာချန်တရှိပါတယ်အဲ့ဒီယူရောမင်္ဂလာချန်ကိုကိုတိုင်ကိုကြလာပြီးတော့ ရရားကိစ္စတွေဆောင်ရွက်နေတယ်ဆိုရင်လည်းကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာမြည်သူမဆိုအခမဲ့ရရရားလာပြီးတော့ခြေနိုင်ပါတယ်เนาะ။နောက် online ကနေဘေးရင်မေးနေတယ်ဆိုရင်လည်းမေးလို့ရတယ်။ဒီတချို့ကိုယ်တိုင်ဘေးရင်တက် login ပညာတတ်တွေကိုသင်ယူခြင်းနဲ့တက်မြောက်ခြင်းနဲ့ဆိုရင်လည်းပဲဓာတ်တင်လာတိုင်းဖွင့်တယ်။တရက်နေ့သင်တန်းနေလဲလာပြီးတော့အခြေခံဆင့်စပြီးတော့သင်တန်းနေစပြီးတော့တက်နိုင်ပြီဆိုတဲ့အကြောင်းအားလုံးကိုသတင်းကောင်းပါပါတယ်။အဲ့တော့ကျွန်တော်တို့ မိတ်ဆွေအားလုံးကိုယ်ကျမ်းမာခြင်းစိတ်ထမ်းသာခြင်းနဲ့လည်းပြည့်စုံပါစေလူရဆန္ဒတွေလည်းပြည့်စုံပါစေเนาะအားလုံးကျန်နိုင်အောင်ဆောင်နိုင်မြောက်ကြပါစေလို့ဆုတောင်းမေတ္တာများအားလုံးကိုလှိုက်လိုက်လဲလဲပို့သလိုက်ပါတယ်